Hello အလုံးမင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ Chelsea ကတော့အဇာဘိုင်ဂျန်ကိုသွားကစားတဲ့ပွဲမှာတစ်ဖက်ကို2ဂိုးစီတည်ရီကျလာတယ် Chelsea တို့တော့စိတ်ပျက်စရာပွဲစဉ်တစ်ပွဲလို့ကျွန်တော်ပြောရမလားဆိုတော့လာမယ့်ဒီအသင်းကြီးတွေနဲ့ Champions League မှာဒီထက်ပိုပြီးတော့အများကြီးခတ်နိုင်တဲ့အသင်းတွေနဲ့ထပ်မတွေ့ခင်ဒီလိုပွဲမျိုးကိုနိုင်မှုကြိုးပမ်းမှာ Chelsea ရဲ့ဘက်ကအနိုင်မယူနိုင်ခဲ့ဘူးဆိုတော့ဒီအဇာဘိုင်ဂျန်ကိုသွားကစားတဲ့ဒီ Karabakh နဲ့ပွဲမှာ နှစ်ကိုးစီတည်ကြခဲ့တဲ့နေရာမှာတော်တော်ကိုစိတ်ပြည့်စရာကောင်းပါတယ်။ဒါအပြင်ကျွန်တော်အနေနဲ့ချယ်ဆီကဒီတက်ပူကောင်းတဲ့ performance ကြီးပြခဲ့တင်တာကိုမလုပ်ပြနိုင်ခဲ့ဘူး။ဒီနေရာမှာနီးပြရဲ့ကျွန်တော်တို့ဗနော်ဒီအပြောဆိုမကင်းစရာကြီးကျွန်တော်တို့ရှိမယ်။ပွဲထုတ်ပုံတွေလူစားလဲပုံတွေကျွန်တော်တို့ရှိမယ်။ပြီးရင်ကျွန်တော်တို့ကစားမားရီရဲ့ဗနော်တိုင်ပက်နေတဲ့အရာတွေကျွန်တော်တို့ရှိမယ်။ဆိုတော့ဒါနေနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါ။ဆိုတော့ကာရာဘတ်ကမန်နိုင်ပြောရင်တော့သူတို့ဒီ Champions League မှာဆိုလို့ရှိရင်အရင်စူးစူးဝါးဝါးကြီးဖြစ်ထားတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဗနော်။ Champions League တွေပါနေကျွန်တော်တို့အခုကစားခွင့်ရပြီးတော့ သူတို့ဒီဘင်ဖီကာတွေဘာတွေတော့မှပေါ်တူဂီမြေမှာထင်ပါတယ်အဝေးကွင်းနေနိုင်အောင်ကစားပြတာတို့ပေါ့လုတ်ပြီးတော့လက်ရှိဒီပွဲကိုပေါ့နော်လေးပွဲကစားပြီးတဲ့အချိန်မှာသူတို့နှစ်ပွဲထိနိုင်ထားတယ်။တပွဲတည်းကြီးကြပြီးတော့သူတို့တပွဲပဲရှုံးနေထားသေးတာ။ဆိုတော့အဲ့လောက်ကြီးကြီးတော့ဘယ်လိုပြောမလဲ။အရင်ညံ့ဖြင်းလွန်းနေတဲ့အသင်မျိုးတော့ကျွန်တော်မဟုတ်ဘူး။တိုက်စစ်ကလည်း၈၉ဒီသူတို့ရထားတယ်။ခန်စစ်ကတော့၇၉ပြန်ပြီးထားရတယ်ပေါ့။ဆိုတော့ကာရာဘတ်ကိုကျွန်တော်ကြည့်မယ်ဆိုအဲ့လောက်ကြီးကြီးဟိုဘယ်လိုပြောမလဲ။အသင်ကောင်းတဲ့အသင်ဖြစ်အသင်ကြီးအသင်ဖြစ်မမြင်ရပါဘူးလေလို့ဟိုဘယ်လိုပြောမလဲ။ဒီ Chelsea ကို ဒီလိုမျိုးဒုက္ခပေးရလောက်တဲ့တိတော့ဖြစ်မလာခဲ့တဲ့ဘူးကျွန်တော်မြင်တာချယ်ဆီရဲ့အနီထားနဲ့ကဒီလိုပွဲမျိုးကသုံးမှတ်ပြီးရကိုရနိုင်ရမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေရမှာချယ်ဆီဆိုလို့ချင်အခုလက်ရှိချန်ပီယံစ်လိမှာ၄ပွဲကံနေသူတို့၂ပွဲပဲနိုင်သေးတယ်တပွဲတည်းတပွဲရှုံးနေပေါ့နော်ဒီနေရာမှာဘာကြောင့်ပို့ပြီးတော့စိတ်ပျက်စရာဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းတွေကျွန်တော်ရှိတယ်ဆိုတော့ဟိုချယ်ဆီရဲ့အကောင်းဆုံးကစားမကဒီနေ့ပွဲမှာအများကြီးမရှိဘူး เนาะအများကြီးမရှိဘူးအဲ့ဒီတဲကမှကျွန်တော်က Sdevao တယောက်ပဲကျွန်တော်ရှိတာ Sdevao ကတော့ဟိုတောင်မန်မှာညာချမ်းမှာဆိုလို့ရှိရင်တော်တော်ကိုကောင်းကောင်းကစားသွားတာချက်စီတောင်မန်ကစားသမားတွေစီကနေပြီးတော့ဒါမျိုးညီရတင်တာပေါ့เนาะဘာလို့လဲဆိုတော့ထားပါတော့ပြည်ဒီ Sdevao စီကိုဘောလုံးရောက်ပြီဆိုတာ ਨੇ စိတ်လို့ရှားစရာတွေမြင်ရတော့မှာစိတ်လို့ရှားစရာတွေဆိုတဲ့နေရာမှာဟိုသူက space အလွတ်ရှိတယ်ဆိုရင်လည်းပဲအဲ့ဒီ space ကို attack လုပ်နိုင်ဆိုရင်ရှိတယ်သူစီကိုဘောလုံးရောက်ပြီဆိုတာ ਨੇ ဟို risk မဖြစ်မဲ့နောက်ကိုပြန်ပြီးတာမျိုးတွေ site way pass တွေဒါမျိုးတွေမဟုတ်ဖ ೇನೆ တိုက်စစ်ကိုအမြဲတမ်းပုံဖို့သူကြိုးပမ်းနေ risk ယူဖို့သူကြိုးပမ်းနေ direct အရန်ဖြစ်တဲ့ပုံစံမျိုးတွေကစားဖို့သူကြိုးပမ်းနေဆိုတော့ estevao အနေနဲ့အဲ့လိုကနေတဆင်ကျွန်တော်တို့ကသူကိုယ်တိုင်တွင်းယူခဲ့တဲ့ goal ကလည်းကျွန်တော်ရလာတာ goal ရတဲ့အပြင်ကိုပဲတခြား performance ဘိုင်းကိုကျွန်တော်ကြည့်ရင်စက်ချင်းတွေပဲကစားမတရားအတွက်ကတော်တော်ကောင်းတဲ့ performance ကိုလုတ်ပြထားတယ်လို့ကျွန်တော်ပြောရမယ် ဟိုကြောက်တယ်လက်နေဆိုတာမျိုးကျွန်တော်မရှိဘူး confidence ကြောက်နေတဲ့ပုံစံမျိုးတွေကျွန်တော်မတွေ့ရဘဲနဲ့ပြိုင်ဘက်နောက်တန်းကိုသူကောင်းကောင်းကြော်ပြရင်ဒုက္ခပေးဖို့ကြိုးပမ်းတာဒါကြောင့် Chelsea ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ Estevao တို့ဘာလို့ဆိုတာမျိုးကဒါအကောင်းဆုံးကစားမလို့ကျွန်တော်ပြောလို့ရတယ်ဗောနော Man of the match လေသူပဲရခဲ့တယ်ထင်ပါတယ်တကယ်လည်းပဲစွမ်းဆောင်ရင်းကောင်းတစ်ခုကကျွန်တော်ပြသွားတယ် Romeo Lavia ကတော့10မိနစ်တောင်မှပြည့်အောင်မှကစားရသေးဘူး Kai Siro နဲ့လူသားလဲလဲရတယ် injury ပြဿနာကြောင့် Lavia တို့တော့တော်တော်လေးစိတ်ပြည့်စရာ Chelsea တို့တော့တော်တော်လေးစိတ်ပြည့်စရာ Kai Siro တို့ဘာလို့ဆိုတာမျိုးက အန်ဇိုရိုဘာလိုဆိုတာမျိုးကဒီလိုပွဲမျိုးမှာအနားပေးရမှာဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ဒါဝင်ပြီးတော့ကစားကလေးရသေးတယ်အဲ့တော့အစီအညီမကောင်းခဲ့ဘူးဒဏ်ရာပြေတနာကြောင့်လူသားပြန်လဲလဲရပြီးတော့ကျွန်တော်ဒီကန်စီရိုတို့ဘာလို့ပြန်ဝင်လာရတယ်အဲနောက်တစ်ခုကကျွန်တော်နေနေပေါ့နော်ဟိုဂျီမီကီတင်းစ်တို့ဂျော့ချ်တို့ဘာဆိုဘာမှန်ကိုမလုပ်နိုင်ဘူးဒီပွဲမှာနော်ဘာဆိုဘာမှန်ကိုကျွန်တော်မလုပ်နိုင်ဘူးနောက်တန်းကအဆိုးဝါးဆုံးကဂျူရီဟာတူပဲနော်ဂျူရီဟာတူကတော်တော်ကိုဆိုးတာဒီနေ့ပွဲမှာ ဆိုတော့ဒီ exam လေးကအရေးချင်းများရှိတဲ့ exam ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟို potential ရဆိုလို့ရှိရင်လည်းပဲတော်တော်လေးကိုကောင်းတဲ့ကစားမတယောက်ဒါမျိုးလို့ဒီပွဲမှာတော်တော်ကိုစုရဲကစားသွားတာနော်အတူတူဖြင့်သူသူ့ရဲ့ဘောနော်ဒီခြေစွမ်းကိုသူလုံးဝ maintain လုပ်မထားနိုင်ဘူးအဲပြီးရင်လည်းပဲခံစစ်မှာဆိုလို့ရှိရင်သူ့ကြောင့်ဂူပေးရတာတွေကျွန်တော်ရှိတယ်လို့အခု penalty ပေးရတာတွေဘာတွေဆိုလို့ရှိရင်လည်းပဲသူ့ကြောင့်ပေးလိုက်ရတာတွေကျွန်တော်ရှိတယ်ပြောရရင် gain ထဲမှာဟာတူကလုံးဝအာယုံဆိုင်မထားနိုင်ဘူးလို့ကျွန်တော်ပြောရမယ်ဘောနော် အပြည့်တနာကပူကြီးတာကဘာလဲဆိုတော့မာရက်စ်ကဒါကိုမြည်ရဲ့ตาနဲ့သူမထုတ်ဘူးအပြောင်းလဲတည်းသူမလုပ်ဘူးတော်တော်လေးကိုစိုးပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်မာရက်စ်ကနဲ့ပတ်သက်လို့ရှိရင်ဘောနော်ဒီပွဲမှာလူသားလဲတာတွေကဘာကြောင့်ပြောစရာကောင်းနေတယ်လဲဘာကြောင့်ပွဲထွက်လူစင်တွေပြောစရာကောင်းနေတယ်လဲဆိုတော့ကျွန်တော်အနေနဲ့ Chelsea ရဲ့တိုက်စီကိုကျွန်တော်ကြည့်တဲ့အခါ George ကိုသူပွဲထုတ်လာတယ်အဲ့ George တိုက်စီ obsession နဲ့ပတ်သက်လို့ကျွန်တော်လုံးဝနားမလဲဘူးမာရက်စ်ကကိုဘာလို့လဲဆိုတော့အရင်မှာ ဒီ lab 2လို့ကစားမားတွေကျွန်တော်တို့ရှိနေတယ်ပြီးရင်ကျွန်တော်တို့နေမဂီဘူးလို့ကစားမားတွေကျွန်တော်တို့ရှိနေတယ်အဲ့တော့ဒီ lab ကိုကျွန်တော်ထားတော့ဒီ lab ကိုကျွန်တော်တို့ကြည့်ရင်ပြီးခဲ့တဲ့နေ့ကဒီဘယ်လိုရောမလဲဒီအနီးကလာနှစ်ဝါတနီလာသူထိခဲ့တဲ့အခါကျတော့ပြည်တွင်းပွဲစဉ်မှာတပွဲလွဲမယ်ဆိုတော့လာမယ့်ပရီးမီးယားလိကလွဲမယ်ထင်တယ်နော်လွဲမလားမလွဲမသိမသိဘူးဒါပေမဲ့လွဲမယ်ထင်တယ်ထားပါတော့အဲ့လိုလွဲမယ်ဆိုရင်ဒီလိုပွဲမျိုးကိုကျွန်တော်ဘာကြောင့်အပြည့်အဝသုံးလို့မရတယ်လေအင်ဂျူရီပြည်တနာကင်းကာစားမှုလို့ဘယ်တော့ဖြည်းဖြည်းချင်းပြန်နေရပေးနေတယ်ဆိုတော့ပုံစံမျိုးလာပေါ့နောက်တစ်ခုကကျွန်တော်တို့နေတဲ့ မာဂီယူရိုလိုကစားမားတွေစန်တာဖော်ဝါဒ်ဆစ်စစ်တွေရှိနေတဲ့အချိန်မှာဘာလို့ဂျော့ဂျ်ကိုတိုက်စစ်ဖြစ်ကျွန်တော်ထားရတယ်လဲဂျော့ဂျ်ကိုတိုက်စစ်ထားတာဘယ်ဒုံးကမှန်းကျွန်တော်ကောင်းတဲ့ performance တွေ့ခဲ့ရလဲဒီနေ့တွေ့ကြည့်ရင်ဘာမှကျွန်တော်မရှိခဲ့ဘူးပြသေးလားနော်ဂျော့ဂျ်ကိုတိုက်စစ်ထားတယ်များလေအဲ့တော့ဂီယူရိုလိုကစားမားတွေဒီလက်တူလိုကစားမားတွေရှိနေတဲ့တန်းနဲ့ဂျော့ဂျ်ကိုတိုက်စစ်ပြပွဲထုတ်သုံးနာရီကတော့မာရက်စကာဟာတရိုကြီးကိုပြောစရာဖြစ်လို့တဲ့အချက်ဖြစ်သွားပြီနောက်တစ်ခုကလည်း ဟိုဟာဂျိုတို့ဘာတို့ပေါ့နော်ပွဲအတော်တွင်အာယုံမဆိုင်နိုင်ဘူးဆိုတဲ့အချိန်ကြီးမျိုးမှာတောင်မှဟိုလူစားမလဲခဲ့ဘူးဗျာဒီလားလူစားမလဲခဲ့ဘူးအရင်မှာဆိုလို့ရင်ခြာလိုဘာတို့ကျွန်တော်ရှိမယ်တော့လူအရင်အချင်းပေါင်းတို့ကစားမတွေပဲကျွန်တော်ရှိတယ်ဗျာအချင်းပေါင်းတို့ဘာလို့ဆိုလို့ရှိရင်ဒါမဆိုးဘူးပေါ့နော်အများကြီးကောင်းတဲ့ကစားမလို့ပြောလို့ရတယ်တည်ငြိမ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လည်းလို့ပေါ့နော်မထည့်ခဲ့ဘူးနောက်တန်းပြဿနာဖြစ်နေတာကိုဒီတိုင်းကြီးသူဆက်သွားပြီးတော့နော်လုတ်တယ်အခုနှစ်ကိုးစီတည်ကြပြီးတော့လှည့်ပြန်လာရတယ် တော့တကယ်တမ်းကဒီလိုပွဲမျိုးကသုံးမှတ်ကျွန်တော်ရနေရမှာကန်စီရိုတို့အန်ဆိုတို့ဆိုတာဝင်ပါကြတော့မလို့တဲ့ပွဲမျိုးကျွန်တော်ဖြစ်နေရမှာပေါ့နော်အဲပွဲတွေကတပတ်ကိုသုံးပွဲလောက်ကစားနေရမယ်ဆိုတော့အချိန်မျိုးမှာအဓိကကစားမားတွေအတွက်ကအနာပေးဖို့ဆိုရင်ဒီလိုပွဲမျိုးကအကောင်းဆုံးပဲပြီးရင်ဒီကစားမားတွေအနာပေးလို့ဆိုပြီးတော့အမှတ်ကလည်းယော့သွားလို့မဖြစ်ဘူးမယော့တဲ့နဲ့ပွဲမျိုးကဒါမျိုးဖြစ်ရမှာဒါပေမဲ့လို့မာရက်စကာရဲ့ပွဲထွက်လူစင်းပွဲထွက်လူစင်းအမှားတွေပေါ့နော်ကစားမားတွေရဲ့ဒီစွမ်းဆောင်ရေးကောင်းကောင်းကျွန်တော်မပြတ်နိုင်ခဲ့တာမျိုးတွေကဒါအမှတ်ယော့စရာလို့ကျွန်တော်မြင်နေအဓိကတော့ ဟိုမာရက်စကာအနေနဲ့ပေါ့နော်သူဒီနေပွဲစဉ်မှာပွဲထုတ်တာတွေလူစားလဲတာတွေတော်တော်လေးမှားခဲ့တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လာမယ့် weekend မှာသူတို့ဘာထပ်ပြီးတော့လုပ်ပြတော့မလဲကျွန်တော်ဆက်ကြည့်ရမယ်လာမယ့်ပွဲစဉ်တွေ Champions League မှာတိတိပူပြီးတော့ NRG ရဲ့ club တင်းနဲ့မတွေ့ခင် အမှတ်ပြည့်ယူနိုင်ရမှာမယူနိုင်ခဲ့တာအစိတ်ပြက်စရာလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုချစ်တင်များဒီပါနဲ့